11အသံကြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နိုင်ငံတကာကအမှုပညာသတင်းဖြောပြေးသတင်းနဲ့ထူးခြားတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ International of News အစီအစဉ်ကိုစတင်တင်ဆက်ပေးပါတော့မယ်။အခုပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ကမ္ဘာကျော်အမှုပညာရှင်တွေရဲ့ပွဲတက် fashion တွေကိုမှစိတ်ဝင်စားကြတဲ့ပရိသတ်ကြီးတို့အတွက်ပြီးခဲ့တဲ့ January လ29ရက်နေ့တုန်းကကျင်းပခဲ့တဲ့ Screen Adult Gate Award ဆုပေးပွဲကိုတက်ရောက်လာကြတဲ့ကမ္ဘာကျော်ကျယ်ပွင့်တွေရဲ့ကော်စိုနီဘော်ကပုံရိပ်တွေပဲဖြစ်ပါတယ်။ Nicht nur im Zeichen von Glanz und Glamour Screen Addergate Award ကို SAG စုပေးပွဲလို့လူသိများကြပြီးတော့1995ခုနှစ်ကတည်းကစတင်ကျင်းပခဲ့တဲ့ရုပ်ရှင်ထူးချွန်စုပေးပွဲဖြစ်ပါတယ်။ယခုနှစ်အတွက်ကျင်းပတဲ့ပွဲကတော့23ကြိမ်မြောက်စုပေးပွဲဖြစ်ပြီး2016ခုနှစ်တည်းမှာထွက်ရှိခဲ့တဲ့ရုပ်ရှင်ကားတွေကနေပြီးတော့အကောင်းဆုံးကိုရွေးချယ်ပြီးတော့ဆုချီးမြှင့်ခဲ့တာပါထုံးစံအတိုင်း2016ထဲမှာအောင်မြင်မှုရရှိခဲ့တဲ့လာလာလန်မွန်လိုက်ဟာ sorry အစရှိတဲ့ရုပ်ရှင်ဇာတ်ကားတွေကလူပညာရှင်တွေကပဲဆုတွေထပ်မံပြီးတော့ဆုခုရရှိခဲ့ရလို့လည်းသိရပါဗျာ ဆက်လက်ပြီးတင်ဆက်ပေးချင်တာကတော့ယခုကျင်းပသွားခဲ့တဲ့ Miss Universe ပြိုင်ပွဲမှာအလားမဲ့တဲ့ပုဂ္ဂိုလ်ကသူစကူရရှိသွားတယ်ဆိုတဲ့အကြောင်းကိုပြောပြချင်ပါတယ်။ဆက်လက်ပိုင်းနိုင်ငံမှာကျင်းပသွားခဲ့တဲ့ Miss Universe အလားမဲ့ပြိုင်ပွဲမှာရှင်သစ်အလားမဲ့ကတိုင်ဘက်အလားမဲ့85ရောက်ကိုဖျက်ချော်ပြီးတော့တဲ့ပုဂ္ဂိုလ်စကူရရှိသွားခဲ့ပါတယ်။မဲ Iris Midnery ဟာ ုက္ခတဲ့အကြက်တဲနဲ့လက်တလုံးရင်ဆိုင်နေရတဲ့ကဘာလုံးဆိုင်ရာအခြားသောပြဿနာတွေအကြောင်းကိုဆွေးနွေးပြောကြပြီးတော့2016ရဲ့မဲဆက်ကြဘရာတရဖူကိုစကူရရှိသွားတာပါ Miss Universe ပြိုင်ပွဲရဲ့ဒုတိယဆုနဲ့တတိယဆုတွေကိုတော့ပြင်ညာအလှမယ်နဲ့ကိုလံဘီယာအလှမယ်တို့ကအသီးသီးစကူရရှိသွားရလို့လည်းသိရပါတယ်ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ဘုတ်ကတော့ Miss Universe ပြိုင်ပွဲရဲ့အထူးဆုတစုဖြစ်တဲ့အကောင်းဆုံးအမျိုးသားဝတ်ဆောင်ဆု Best National Costume ဆုကိုမြန်မာနိုင်ငံကိုစားပြုအလှမယ်ထက်ထက်ကြောင်ရရှိသွားတဲ့အကြောင်းပဲဖြစ်ပါတယ်ဆက်လက်ပိုင်းနိုင်ငံမှာကျင်းပနေတဲ့ Miss Universe ပြိုင်ပွဲရဲ့အထူးဆုတွေထဲကတဆုဖြစ်တဲ့အကောင်းဆုံးအမျိုးသားဝတ်ဆောင်ဆုကိုထပ်ထပ်ထုံရရှိသွားရလို့သိရပါတယ်။ရုပ်သေးရုပ်တံကပြဖြောပြခဲ့တဲ့အလှမဲ့ထထထုံးကလူကြီးတသက်ကပြဖြောပြခဲ့တာမဟုတ်ပဲနဲ့ရွှေဒဂုံဖျားနောက်ခံကားချက်ပါအလေးချိန်ကီလိုဂရမ်40လောက်ရှိတဲ့ဇက်ခုံတံဖန်တီးမှုကိုကြောမလွယ်ပြီးတော့ အစဉ်လာရဆိုရင်တော့အကောင်းဆုံးအမျိုးသားဝတ်ဆောင်စုကို final ပွဲကျင်းပတဲ့အခါကျမှတရဝင်ထုတ်ပြန်ခဲ့တာဖြစ်ပေမဲ့ယခုနှစ်မှာတော့ကျူတင်ကြညာပေးခဲ့ပြီးတော့အဆိုပါဝတ်ဆောင်ကိုထပ်မံဝတ်ဆင်ပြီးတော့ကပြဖြောပြစီခဲ့ရလို့လည်းသိရပါဗျ။အခုလိုရုပ်သေးရုပ်တံဖြောပြတင်ဆက်မှုကိုတိုင်ပွဲအတွက်တာဝန်ရှိသူတွေနဲ့နိုင်ငံတကာသတင်းမီဒီယာတွေကအထူးစိတ်ဝင်စားခဲ့ကြပြီးတော့တကယ်စိတ်ဝင်စားပွဲရာဝတ်စားစင်မှုတစ်ခုအဖြစ်သုံးသပ်ဖော်ပြခဲ့တာကိုလည်းသိရှိခဲ့ရပါဗျ။ ဆက်လက်ပြီးတင်ဆက်ပေးချင်တာကတော့လူပေါင်း2000လောက်နီးပါးကရေထဲမှာဘောလုံးမျိုးပြပြီးတော့ဂင်းနစ်ကမ္ဘာစံချိန်တင်သွားတဲ့အကြောင်းပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ30ရက်နေ့တုန်းကအာဂျင်တီးနားနိုင်ငံမှာရှိတဲ့ EPJuran ရင်ငယ်အိုင်ထဲမှာလူပေါင်း2000နီးပါးလောက်ကတရားနဲ့တရားချိတ်ဆက်ပြီးတော့ရေပေါ်မှာဘောလုံးမျိုးပြကကမ္ဘာဂင်းနစ်စံချိန်တင်မှုအတွက်တရုတ်ပြခဲ့တယ်လို့သိရပါတယ်။ကမ္ဘာကင်းနဲ့စံချိန်စာအုပ်ရဲ့တာဝန်ရှိသူတွေကလည်းအဆိုပါတရုတ်ပြမှုကိုလာရောက်ကြည့်ရှုပြီးတော့စံချိန်တင်နိုင်လောက်တဲ့တရုတ်ပြမှုတစ်ခုဖြစ်တယ်လို့တရားဝင်အသိအမှတ်ပြုပေးခဲ့ပါတယ်။ 2014ခုနှစ်တုန်းကလည်းထိုင်ဝမ်နိုင်ငံမှာလူပေါင်း650လောက်ကတယောက်နဲ့တယောက်ချိတ်ဆက်ပြီးတော့ရေပေါ်မှာဘောလုံးမျိုးပြခဲ့ပေမဲ့အဲ့ဒီတုန်းကတော့သူတို့ကရေပေါ်မှာပေါ်စီတဲ့အကူပစ္စည်းတွေကိုတုံးဆွဲခဲ့တယ်လို့သိရပါတယ်။ယခု EB Durian I မှာပါဝင်ဆင်နွှဲခဲ့ကြသူတွေကတော့ရေပေါ်မှာပေါ်စီတဲ့အကူပစ္စည်းတွေကိုမသုံးမနဲ့လွတ်လွတ်ကျွတ်ကျွတ်ဆန့်ကျင်တင်သွားခဲ့တာပါရေထဲမှာစားတဲ့ပျော်ဝင်မှုပမာဏကအလွန်မြင့်မားတဲ့အတွက်ဖော့ကုံတက်သည့်ရှိနေတာကြောင့်မလို့ရေထဲမှာအလိုအလျောက်ဘောလုံးပေါ်နေနိုင်တယ်လို့လည်းစီစဉ်သူတွေကပြောပါတယ် နောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ပျက်စီးပိုးတဲ့ဆက်ရုပ်တွေကိုဝါရှင်တန်မြို့တော်မှာမကြာမီကာလအတွင်းအသုံးပြုတော့မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကွန်ပျူစီမှာယူသူတွေထံကိုမှာယူထားတဲ့ပစ္စည်းတွေလိုက်လံပြီးတော့အရောက်ပို့ပေးနိုင်မဲ့ဆက်ရုပ်တွေကိုညမကြမီကာလအတွင်းမှာအသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ AFP သတင်းဌာနကနေဖော်ပြထားပါတယ်။ and food delivery and we're aiming for 15 to 30 minute 24/7 on demand delivery for around about a dollar in the future. No, oh, you can you can the yeah, yeah. I mean, we'd, we want them to be Starship just because it requires skill, it's not just uh, uh yeah, pavements right. and stuff. So um, we definitely want them to be Starship employees, but yeah, they could be sat anywhere. The van runs around the, the neighborhood and then comes back. And if you move the van, the It has nine cameras around the front and back. It has uh, two-way audio, so we can listen to people and talk to people in the environment around the robot. When the robot's um, doing a delivery, the lid is locked, so you don't know what's inside and you can't get in. And also, if you try to pick it up, there's alarms that sound. <laughs> ကုန်ပစ္စည်းပို့ဆောင်ပေးမဲ့ပုံစံကတော့နှစ်မိုင်ပတ်လည်အတွင်းကို15မိနစ်ကနေနိုင်ဝက်ခန့်အထိကြာမြင့်နိုင်မှာဖြစ်ပြီးတော့ပို့ဆောင်ကအနေနဲ့ဒေါ်လာခန့်ကျတဲ့မှာဖြစ်တယ်လို့လည်းသိရပါတယ်စရုပ်ကနေပြီးတော့အမှားယူသူထံကုန်ပစ္စည်းရရှိသွားမယ်ဆိုရင်တော့ smartphone application ကနေတဆင့်အကြောင်းကြားသွားမယ်လို့လည်းထည့်သွင်းပြောကြားသွားပါတယ်။ ယခုတစ်ပတ်တင်ဆက်ပေးခဲ့တဲ့အမှုပညာသတင်းနဲ့ထူးခြားတဲ့သတင်းတွေကိုစိတ်ဝင်စားကြည့်နေလိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်လာမယ့်ဗုဒ္ဓဘူးနေ့တွေတိုင်းမှာလည်းနိုင်ငံတကာကထူးခြားတဲ့အမှုပညာသတင်းတွေထူးခြားတဲ့ချော်ဖြေးသတင်းတွေနဲ့ထူးထူးဆန်းဆန်းဒီပညာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးဦးမှာမို့စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။